ဆန်ဒါလန်ကိုအပြတ်အသတ်အသာစီးရယူသွားတဲ့မန်စီးတီးရဲ့ဂိုးပြတ်နိုင်ပွဲပွဲပြီး30ချက်အားလုံးပဲမင်္ဂလာပါစီးတီးအင်ဆိုက်ကြဖောင်ဘာမာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိပွဲစဉ်15မှာတော့မန်ချက်စတာစီးတီးကဆန်ဒါလန်ကို3 nay ဆိုတဲ့ရလနဲ့ EDM မှာအပြတ်အသတ်အနိုင်ယူခဲ့ပါတယ်ဒီပွဲအကြောင်းကိုပြောရအောင်ပါမစကရင် CMB ကို YouTube မှာ subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။ အိန္ဒိယကွင်းထဲကိုအမြင့်ပြန်နေတဲ့ကြောင်နဲ့တွေရောက်ရှိလာပေမဲ့နိုင်ပွဲဆာလောင်နေတဲ့စီတီကစားသမားတွေရဲ့ကျင်ငါးပွင့်ခြေစွမ်းနဲ့အတွေ့အမှာတော့ကိုယ်ပြက်ခြေပြက်ဖြစ်ခဲ့ပါတယ်။ဆန်နလန်တို့ကပွဲအစကတည်းကနောက်တန်း၅ရောင်းနဲ့ပွဲထွက်လာပြီးစီတီရဲ့တိုက်စစ်ကိုတားဆီးဖို့ကြိုးစားခဲ့တာပါ။လက်ရှိရာသီသွင်းကိုးတွေ90ရာခိုင်နှုန်းလောက်ကိုလည်းတေကန်ဘောတွေလက်ပစ်ဘောတွေကနေ Regis Libre ရဲ့အသင်းကရှာဖွေထားတာကိုတွေ့ရပါတယ်။ဒီရဲ့ချက်ကပဲ Man City နဲ့အတွေ့အမှာဆန်နလန်ရဲ့အားနည်းချက်ပြန်ဖြစ်သွားတာကိုမြင်တွေ့ခဲ့ရတာပါ။ အထူးသဖြင့်စီးရီးကသူ့ရဲ့ဂိမ်းရတန်ကိုဖျက်နိုင်တဲ့အသင်းတွေတံမြတ်တိုက်စစ်မှန်အနေရပေးနိုင်တဲ့အသင်းတွေကိုတော့ဒုက္ခရောက်လေရှိပြီးအမြင်ပေါ်တည်တဲ့နဲ့ဆိုရင်တော့အဲ့ဒီအသင်းတွေတို့အခုလိုခွာဟာချက်မျိုးကိုပက်ကွာရီလာကဖန်တီးပေးလေရှိပါတယ်။အင်ရှင်အသင်းဘက်ကတော့ပွဲထွက်လူစည်းင်းကိုပြောင်းလဲမရှိတဲ့အုံပြုခဲ့ပြီးပထမပိုင်းမှာတင်ပွဲကိုအပြတ်ပြတ်ဖို့ကြိုးစားခဲ့တာပါ။မိနစ်60ဝန်းကျင်မှသာအဓိကကစားသမားတွေကိုလူစားလဲတာကပက်ရဲ့လက်ရှိရာသီ rotation style လို့ပဲဆိုရပါမယ်။ တိုက်စစ်မှာဟာလန်ဒိုကူချာဂီတို့ကိုတွဲပေးထားပြီးစောပိုင်းမိနစ်တွေမှာတော့ဖိုဒန်ဆေးဘာဂွန်ဇာလက်တို့ကိုကွင်းလင်မှာထိုင်ချထားပါတယ်။အထူးသဖြင့်ဖိုဒန်ကိုကွင်းလင်ဒီအုံကိုအနေငယ်စင်ကစားခိုင်းပြီးချာဂီကိုတိုက်စစ်ကိုပုံမိုလိုက်ပါခိုင်းထားပါတယ်။ဂျောင်နက်တွေရဲ့တံမြက်တိုက်စစ်ကိုတားဆီးဖို့ပြင်ဆင်ထားပုံမှာသို့တော့ဆန်နလန်ဒိုခံစစ်ကိုနှစ်ထက်ချထားတဲ့အချိန်မှာတော့စီတီဘက်ကပွဲကိုတသိန်းလုံးနီးပါးတက်ပြီးဖိအားပေးလာပါတယ်။ပထမပိုင်းမိနစ်30ဝန်းကျင်အတွင်းမှာကလေးကဆန်နလန်အနေနဲ့ဒီလိုပဲခံစစ်သီးသန့်ကစားနေရင်စီတီကသူတို့ပုံစံတိုင်းပြိုင်ဘက်ကိုပေါက်ကိုအကျဉ်း20ဝန်းကျင်လောက်ကန်သွားမှာပါ။ ဒီကနေကန်ဆိုးလုံးမှသာကိုမရဖို့ဖြစ်လာမယ်လို့တွေးနေရင်မှပဲပွဲချိန်30မိနစ်မှာ DS ကခြာကီးရဲ့ဘယ်ချန်းကနေအသားလေးမျောထိုးပြီးတာကိုဧရိယာဒိတ်ကနေပဲညာချင်းနဲ့အပြင်ကန်သွင်းယူသွားပါတယ်။ကွန်ပဏီလက်စတာကိုသွင်းသွားတဲ့ဂိုးနဲ့အတော်လေးကိုဆင်တူတာပါ။ဒီသွင်းဂိုးကရူဘင်ဒီယက်ရဲ့ဒီယာဒီဒုတိယမြောက်ပရီးမီးယားလိသွင်းဂိုးလည်းဖြစ်လာပါတယ်။စီတီကစားသမားတွေကလည်းရလာတဲ့အချိန်ကိုပြတ်မခံပဲ၄မိနစ်ကြာ35မိနစ်မှာပဲ ဘယ်ကျန်းကရလာတဲ့တောင်းကန်ဘုတ်ကိုဖူဒန်ကန်တင်ပေးတာမှာကဘာဒီယောကအချိန်နဲ့ပြေးဝင်ကောင်းတိုက်ပြီးဒုတိယဦးဆောင်ကိုရှာဖွေသွားပါတယ်။ခရိုအေးရှားခံစင်မှုအတွက်လည်းဒီရာသီပရီးမီးယားလီဂ်၂ဂိုးမြောက်သင်းကိုရရှိသွားတာပါ။အဲ့တဲ့သင်းဒွပရမာပိုင်းတစ်ပိုင်းလုံးအတော်လေးဒုက္ခများခဲ့ပြီးခွင့်ရဖန်တီးနိုင်မှုကိုမရှိခဲ့တာပါ။ဒုတိယပိုင်းမှာတော့ဆန်ဒလန်ဘက်ကတိုက်စစ်ဖွင့်လာတော့မယ်ဆိုတာခံစားမိပါတယ်။စီတီဘက်ကလည်းအပိုင်ခွင့်ရတွေအမြောက်များရခဲ့တာပါ။ဆန်ဒလန်ဘက်ကသူပရက်ဇင်လုံရင်းနဲ့ DS ရဲ့အမားကနေ EC တော့အပိုင်ကန်ခွင့်ရတာမှာဒိုနာရမာကကာဝေသွားပါတယ်။ ်အစ်စီတော့ကိုဘရော့ဘေးနဲ့လူစားလဲလိုက်တာမှာဆန်နလန်တိုက်စစ်ကပိုဆိုးသွားပါတယ်ပွဲချိန်65မိနစ်မှာတော့ဖိုဒန်ကချာကီရဲ့မြင်ရခဲမြရာဘူနာဖန်တီးမှုကိုလှလှပပပဲခေါင်းတိုက်သွင်းယူရနိုင်သေးကြစေခဲ့ပါတယ်3ဂိုးထိရပြီးမှာတော့နီးပြပတ်ကွာလီလာကမမို့အကီဆာဗင်ယိုတို့ကိုထည့်ပြီးတိုက်စစ်ကိုရှော့ချသွားတာပါဒုတိယပိုင်းမှာဧည့်သည်အသင်းဘက်ကဆိုဂရန်နစ်ဆာကာတလုံးတိုင်ထိထွက်ခဲ့ပါသေးတယ်။သို့တော့တပွဲလုံးမှာဂိုးပေါက်တဲ့ကံကျက်တစ်ချိန်နဲ့အတူဆနက်လန်တို့အေးနှိမ့်ငယ်ပြီးမှတ်ပေးစရာအဆင့်ခွနစ်နေရာကိုကြာဆင်းသွားပါတယ်။ စီတီကတော့ချန်ပီယံအသင်းတစ်သင်းလိုကိုဒီပွဲမှာကစားသွားတယ်လို့ပြောရင်လုံးမမထင်ပါဘူး။အမဘေးစရာပထမနေရာကအာဆင်နယ်ကိုဒီဇင်ဘာအဝင်မှာစီတီကတောက်လျှောက်ကိုလိုက်လံဖိအားပေးနေတာပါ။ပက်ဂွာဒီယိုလာကအသင်းသားတွေကိုချန်ပီယံမန်တယ်လီတီတိဆောက်ပေးထားပုံကလည်းတော်တော်လေးလှပါတယ်။သို့တော့ရှေ့မှာအရေးကြီးအဝေးကွင်းပွဲစဉ်နှစ်ပွဲကိုစီတီတို့ကစားဖို့ကြံနေသေးတာပါ။ရီယယ်မက်ဒရစ်ရဲ့ဘာနေပြူးမှာချန်ပီယံလိရောင်း6ကိုစီတီတင်းနေအနိုင်ကံဖို့သွားမှာဖြစ်တယ်လို့ပရီးမီးယားလိပွဲစဉ်16ပြည့်ခရစ်စတယ်ဘဲလီယဲ့အိမ်ကွင်းကိုလည်းသွားရောက်ရင်ဆိုင်ရပါမယ်။ ဒါအပြင် EFL ကပ်ခွာတာဖိုင်နယ်ပြ Brentford ကိုလည်းအိမ်ကွင်းမှာအခင်ရဖို့ရှိနေတာပါဒီအနေအထားမှာ City ရဲ့အရန်ကစားသမားတွေဖြစ်တဲ့ Sabin ကို Lewis Marmoush တို့အနေနဲ့ဒီထပ်ပိုးကောင်းလာဖို့လိုအပ်နေပါတယ်ဆန်ဒါလန်နဲ့ဘွယ်မိနစ်60ပြည့်လို့ချိန်ပိုးမှာ Luke O'Neal တယောက် Matthew Nunez ကိုပြည့်တန်ကျူးလွန်ပုံကျန်းတန်းလို့အနီကပ်ပြထုတ်ပယ်ခံလိုက်ရပါသေးတယ်ဘွယ်ပြီးမှာတော့ဖန်တီးမှု2ချိန်အထိရခဲ့တဲ့ Chagi ကဘွယ်ရဲ့အကောင်းဆုံးကစားသမားဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ ပရီးမီယာလိရဲ့တဦးချင်းအနေထားတွေကိုကြည့်ရင်လေဟာလန်ကဂိုးသွင်းအများဆုံးစည်းရင်းမှာ15ဂိုးနဲ့ဦးဆောင်နေတယ်လို့ချာဂီကလည်းဖန်တီးမှု9ချိန်နဲ့ပူးတွဲပထမနေရာမှာရပ်တည်နေပါတယ်။ခန်းစစ်ကိုအထိုင်ချကစားတဲ့အသင်းတွေနဲ့ဆိုချာဂီကထိရောက်ပြီးအပြန်အလှန်တိုက်စစ်ဆင်ကျင်တဲ့အသင်းတွေနဲ့ဆိုဒီဂျနီရိုင်းဒါကအသုံးဝင်နေပါတယ်။ဂိုးတွေကနေရာပေါင်းစုံကနေလာနေပါတယ်။ရာသီအစောပိုင်းကာလတွေမှာစီးတီးတိုက်စစ်ကဟာလန်ပေါ်မိခိုးနေတယ်ဆိုတဲ့ပြောဆိုမှုတွေကိုကြားခဲ့ရတယ်လို့တကယ်လက်တွေ့မှာလည်းအဲ့ဒါလိုဖြစ်ခဲ့တာပါ။ ာလန်ကိုယ်တိုင်ကလည်းကမ္ဘာအကောင်းဆုံးနံပါတ်9တွေကတယောက်ဆိုတော့ Twin Go တွေကဟာလန်စီကလာနေတာသိတော့မထူးဆန်းပါဘူးသို့တော့ Lateral City ရဲ့နိုင်ပွဲတွေမှာတော့ Twin Go တွေကနေရာပေါင်းစုံကနေဘိုးပေါက်တဲ့ကိုရောက်ရှိနေတာတွေ့ရပါတယ် DS Gavario တို့လည်းနှစ်ယောက်ပေါင်း၄ဂိုးသွင်းထားတယ်လို့ Premier League မှာ City ကစားသမား10ယောက်ထိ Twin Go ရရှိထားပါတယ် Foden က3ပွဲဆက်ဂိုးသွင်းယူပြီးတရားသည့်6ဂိုးမြောက်ကိုရှာဖွေသွားတာပါ 15ပွဲကစားပြီးချိန်မှာပရီးမီးယားလီဂ်ရဲ့ဂိုးသွင်းကောင်းဆုံးအသင်းဖြစ်စီးတီးက35ဂိုးနဲ့ရပ်တည်နေပါတယ်။ဒီယာတီကအာဆင်နယ်နဲ့မန်စီးတီးရဲ့ချိန်နဲ့ရှင်ပြန်ရမယ့်ယာတီလေးဖြစ်တာကြောင့်စီးတီးနေနဲ့ဂိုးတွေကိုခံများများသွင်းထားနိုင်ဖို့လည်းအရေးကြီးနေပါတယ်။ပွဲဘီဘက်ဂွာဒီယိုလာနဲ့ချာဂီတို့ရဲ့ပြောစကားတွေကိုနားထောင်ကြည့်ကြပါမယ်။ဘက်ကလက်ရှိဘောလုံးယာတီရဲ့အကောင်းဆုံး65မိနစ်ပွဲတွေကတပွဲကိုကျွန်တော်တို့ကစားခဲ့ကြတာဖြစ်နိုင်ပါတယ်။ဖူအန်ရဲ့ပွဲလုံးကတော့ပထမပိုင်းမှာကောင်းခဲ့တဲ့လောက်ဒုတိယပိုင်းမှာဒါကိုမထိန်းနိုင်ခဲ့ကြပါဘူး။ ဒီအကြောင်းကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြပါသေးတယ်။ခံစစ်ပိုင်း၊ယူတိုက်စစ်ပိုင်း၊ယူဘာကြောင့်ညာကြောင့်ရလို့တော့မဟုတ်ပါဘူး။ဒီနေ့မှာတော့ထိတ်တန်းအသင်းတွေကိုဒုက္ခပေးနေတဲ့အသင်းကောင်းတဲ့အသင်းကိုကျွန်တော်တို့အကောင်းဆုံးရင်ဆိုင်ခဲ့ကြပါရယ်။ပြိုင်ဘက်ကိုခွင့်ရတဲ့ချိန်ခွင့်ပြုပေးလိုက်ရတာကလွယ်ရင်တပွဲလုံးကစားသွားတာကောင်းပါရယ်။အာဆင်နယ်ကပရီးမီးယားလိမှာအမှတ်ရအောင်မယ်ဆိုတာမျိုးကျွန်တော်တို့ခံစားမိနေတာပါ။အမှတ်ပေးစရာအထိတ်မှရှိနေချင်တော့ပွဲတွေကိုအနိုင်ကစားရပါမယ်။နိုင်ပွဲတွေရဖို့အတွက်ဆိုကစားပုံကလည်းကောင်းနေဖို့လိုပါတယ်လို့နီးပြကြီးကပွဲပြီးမှထုတ်ပေါ်ပြောဆိုသွားပါရယ်။ တစ်ဖက်မှာ차ကီရဲ့ပွဲပြီးအင်တာဗျူးကိုလည်းနားထောင်ကြည့်လိုက်ကြပါမယ်။ရာဘိုနာစစ်ကစီတီဇင်တွေအတွက်ပါဆိုတဲ့ Ryan Chaki စနလန်ကို EDM မှာ3နေနဲ့နိုင်ရတဲ့ပွဲမှာ차ကီတယောက် City အတွက်ဒူးခြေစွမ်းပြကစားသွားပါတယ်။65မိနစ်ညာချင်းပြန်ပြပေါက်စင်းမှာရလာတဲ့ဘောလုံးကိုဘယ်ချင်းနဲ့ခုတ်တင်ပေးရမယ်စာအာမတန်တဲ့ညာချင်းနဲ့ရာဘိုနာစစ်ကို City ကွင်းလယ်မော်ဆီယာကဖန်တီးခဲ့ပြီး F4 ရန်ကလက်လက်ပပကောင်းတိုက်သွင်းယူသွားပါတယ်။ပွဲပြီးမှာ차ကီကပရိသတ်တွေအောင်ပွဲခံနေတာကိုကြားပါတယ်။ပရိသတ်တွေအတွက်ပါ အားလုံးကိုပျော်စရာလေးတွေဖန်တီးပေးခြင်းပါတယ်။ Fear တို့ဟာလန်တို့မမုတ်တို့ကစားပေးခြင်းတာပါ။ဖန်တီးမှုကတော့ကျွန်တော်ရည်သွေးပါပဲ။ဘောလုံးနဲ့ဒူဒါမျိုးအမြဲစူးစမ်းကြည့်ခြင်းပါတယ်။ပေးပို့မှုက Fear တို့ရန်ကိုကောင်းသွားပါတယ်။ဒီနေ့ပွဲကတော့ပွဲကောင်းပါ။ကျွန်တော်တို့ပေးကိုခွင့်မပြုခြင်းတဲ့အတိုင်းပေးကိုမရှိကစားနိုင်ခဲ့ပါတယ်။ပြီးပြည့်စုံတဲ့နေ့ပါ။ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ Chaki က City ရဲ့လက်ရှိအမှတ်ပေးစရာရည်တည်မှုနဲ့ပတ်သက်လို့လည်း အာဆင်နယ်ရဲ့နောက်နှစ်မှတ်ကွာနဲ့ကျွန်တော်တို့ရှိနေတာနားလည်ထားပါတယ်တပွဲချင်းပဲသွားကြပါမယ်ပွဲတွေအနိုင်ရဖို့အတွက်ကြိုးစားသွားကြပါမယ်လို့ Ryan Chaki ကပွဲပြီးမှထုတ်ဖော်ပြောဆိုသွားပါတယ် Chaki ကတော့ Man City ပြည်သက်တွေရောအသင်းသားတွေအတွက်ကိုပြောစရာလေးတွေဖန်တီးပေးခြင်းနဲ့ဆိုတာကသူ့ရဲ့လက်သုံးစကားပါ City ကတော့လက်ရှိမှာအာဆင်နယ်ကိုနှစ်မှတ်အကွာနဲ့လိုက်လံဖိအားပေးနေပါတယ်ကျွန်တော်တို့ရှေ့လာမယ့်အပတ်တွေမှာဘာတွေဖြစ်သွားမလဲဆက်လက်စောင့်ကြည့်ကြပါမယ်ဒါမဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ